တေးသန့်ရှင်တာတီးလူရဲ့တခိုးတော်ဖျော်ဖြေပွဲကိုမလ19ရက်နေ့မှာရန်ကုန်မြို့ညော်စင်ကျုံးမှာကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။အဆိုပါတခိုးတော်ဖျော်ဖြေပွဲနဲ့လက်တလုံးလှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီးတော့လေတေးသန့်ရှင်တာတီးလူကအခုလိုပဲပြောပါရယ်။လက်လုံးမြညာလှုပ်ရှားမှုတော့ကျွန်တော်အခုလာမဲ့3လပိုင်း19ရက်နေ့ပါเนาะကျွန်တော်ဝမ်းမရှုရှိတယ်။အဲ့ပွဲတော့ကျွန်တော်ပြင်ဆင်နေတယ်။နောက်ပြီးတော့အခုကျွန်တော် second event အတွက်လည်းကျွန်တော်တချင်းနေစပြီးတီးနေပါပြီ။တချင်းကတော့အမှတော့အခုကျွန်တော်ထွက်မဲ့အစ်တထဲရဟာတွေရော နောက်ဒီခွေတွေကတချင်းတွေလည်းစုံမယ်။နောက်ပြီးတော့အရင်တော့နောက်ဘက်ကမျိုးစီမတွေမှာစုခဲ့တဲ့တချင်းတွေလည်းစုံမယ်။ပြပြောက်တွေကတချင်းတွေလည်းစုံမှာပေါ့။ဟုတ်။ချင်းပုတ်ရည်လေးနည်းနည်းလေးများများလေးနဲ့ကျွန်တော်ပြိတ္တာကိုအားပါဖြောပြေးရတာပေါ့။အစောပိုင်းတကူတော့ဖြောပြေးပွဲကိုသွားရောက်မဲ့သူတွေအနေနဲ့လက်မှတ်ဝယ်ယူစရာမလိုပဲအခမဲ့ရှိုးဝဲအဖြစ်အစည်းအဝေးထားရှိထားတယ်လို့လည်းသိရပါဗျ။ တင်းသက်ရှင်တာတီးလူရဲ့တကူတော်ဖျော်ဖြေပွဲကိုတော့ဘိုဘို Entertainment ကအစီအစဉ်ပြုလုပ်ပေးသွားမှာဖြစ်ပြီးအဆိုပါဖျော်ဖြေပွဲမှာတင်းသက်ရှင်တာတီးလူကတချင်းသက်တွေနဲ့ပါဝင်တည်ဆူသွားဖို့ရှိရလို့သိရပါဗျ။တကူရောဖြော်ပြပွဲမှာပါဝင်မဲ့ဖြော်ပြရေးအစီအစဉ်တွေနဲ့ပတ်သက်ပြီးတော့လေတေးသန့်ရှင်တာတီးလူကအခုလိုပဲပြောပါရယ်ကုလာမ3လပိုင်း19ရက်နေ့ကိုအဲ့ဒီနေ့ကိုကျွန်တော်တို့အဲအဓိကကတော့ကျွန်တော်တို့ခွေဟို တချို့ဆိုင်နေသွားတယ်ဝယ်လို့မရဘူးပေါ့အဲတိုက်ဆိုင်တဲ့ချိန်တွေပေါ့အဲ့လိုချိန်မျိုးမှာကျွန်တော်ဒီပွဲမှာကျွန်တော်ဖြောပြပေးမယ်အဲကြရင်လည်းသူတို့ကိုယ်တိုင်ကိုယ်ကျလာရောက်ပြီးဝယ်ယူအားပေးလို့ရတယ်အဲတော့ဝယ်ပြီးသားလူတွေလည်းလာလို့ရတယ်အဲ့လိုမျိုးပေါ့အကောင်လုံးဘယ်လိုပြောမလဲဝမ်လီလောက်တဲ့သဘောပဲကျွန်တော်တကီးဖန်ဘလော့ရှိလာတယ်အဲကိုကိုဘလော့ထိ ပြန်ဆန်းစစ်တဲ့သဘောကျွန်တော်ဘာကြီးလုတ်ပြီးပြီးလဲပေါ့နောက်ပြီးဒီ show ပဲမှာကျွန်တော်နောက်ထပ်အစ်စ်အစ်စ်ကျွန်တော်ဘာကြီးခြားပြနိုင်မလဲပေါ့ကျွန်တော်ခြားပြတဲ့ဟာကိုပရိသတ်ကလက်ခံနိုင်လားပေါ့အဲ့ဒါကိုကျွန်တော် arrange လုပ်တဲ့သဘောပါပဲပွဲကိုလာရောက်မဲ့သူတွေအနေနဲ့တင်းတန်ရှင်တာတီးလူရဲ့ The Kid အမည်ရ Dagorote Alban ကိုပြသပြီးပွဲကိုအခမဲ့ဝင်ရောက်အားပေးနိုင်တယ်လို့သိရပါဗျာ